အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့မိတ်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ဒီ SRNE ရဲ့အတွဲလေး drive ဖြစ်တဲ့ဟော travel system တွေရပါဘောနော်ဒီ SRNE 115kW inverter နဲ့ travel 100h battery လေးအကြောင်းကိုကျွန်တော်ပြောပြပေးခြင်းတာပဲဖြစ်ပါတယ်အဲတော့ဒီသူနဲ့ဒီ1.5 kW မှာဆိုရင်ကျွန်တော်ဒီ rated output power နည်းနည်းတော့1500 W အထိအသုံးပြုနိုင်ပြီတော့အဲကျွန်တော် normal အသုံးပြုမယ်ဆိုရင်တော့ watt-hour လောက်ထိတော့ကောင်းကောင်းအသုံးပြုလို့ရမှာဖြစ်ပါတယ်အဲတော့ inverter ရဲ့ဟို appearance မှာဆိုရင်တော့ပုံမှာဆိုရင်တော့ဒီ ကန်ပါမယ်เนาะဒီ RS45 Wi-Fi ပေါ့ပါမယ်ပေါ့เนาะပေါ့နှစ်ခုပါမယ်เนาะပြီးရင် offset ပါမယ်ပြီးရင်ကျန်တာတော့ဒါတော့ inverter ကိုပေါ့เนาะကျွန်တော် data ကြီးကြီးစုဖို့အတွက်ဟောချိတ်ဆက်ပြီးအသုံးပြုလို့ရမယ် USB port တစ်ခုပါမှာဖြစ်ပါတယ်အဲကျွန်တော် solar ထည့်သွင်းအသုံးပြုလို့ရနိုင်ပြီးတော့ solar ရဲ့ emitting wiring ကတော့ကျွန်တော်15 to 90 VDC ထိရရှိမှာဖြစ်ပါတယ်အဲ rated output ကတော့1000 watt ထိအသုံးပြုနိုင်မှာဖြစ်ပါတယ်ပေါ့နော် PV input ပိုင်းမှာဆိုရင် PV output ကတော့ကျွန်တော်ဒီ150 watt ထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဟောကျွန်တော်ဒီ SRN 1.5 kW နဲ့တွဲပြီးအသုံးပြုလို့ရမယ်ဒီ တွဲဖို့ဘက်ထရီပေါ့နော်ဒီ12.8 200h ဘက်ထရီအားဆိုရင်လည်းကျွန်တော်တို့ဒီ ME30 ဖြစ်ပြီးတော့ DOD 80ရာခိုင်နှုန်းအထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။အဲသူ့မှာ discharge ampere ကတော့နော်ဒီ150အထိဟောအသုံးပြုနိုင်ပြီးတော့ kilowatt hour နည်းဆိုရင်တော့ကျွန်တော်ဒီ2.56 kilowatt hour အထိအသုံးပြုနိုင်ပြီးတော့အဲသူ့မှာပေးရတဲ့ maximum charging နဲ့ discharging current ကတော့120 ampere အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ တော့ဒီ1.5 kW နဲ့ဒီ 200H ဆိုရင် BMS ရရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့အော်သူရဲ့ communication ကိုကောင်းမွန်စွာအလုပ်လုပ်နိုင်ပြီးတော့ဒီအတွဲလေးကိုဘယ်သူတွေအတွက်အသုံးပြုနေဆိုတဲ့ဟာလေးကိုကျွန်တော် recommend ပေးခြင်းပါတယ်ကျွန်တော်ဒီ customer အနေနဲ့တော့အိမ်သုံးလောက်တစ်ထောင်ဝက်မကျော်တဲ့ပေါ့နော်ဒီ lighting အော် fan TV အသုံးပြုခြင်းတွေနောက်တစ်ခုကကျော်ဒီလုံခြုံရေးအတွက်ပေါ့နော်အဲ CCTV ကိုတော့ဒီ24နာရီဟော backup အနေနဲ့အသုံးပြုခြင်းတွေပေါ့နော်အဲကျွန်တော်ဒီအသုံးပြုလို့ရအောင်ကျွန်တော်ဒီအတွဲလေးကို recommend ပေးခြင်းပါတယ်အဲနောက်တစ်ခုကပေါ့နော်ကျွန်တော်ဒီ အစားအနီးတွဲဖို့အဲ 200h လေးကိုနော်ဒီဘက်ကတိုင်းမလောက်လို့ပေါ့နော်ထပ်ပြီးတော့တိုးပြီးတော့အသုံးပြုမယ်ဆိုရင်လည်းနော်ဒီနောက်ထပ်၃လုံးထပ်တိုးပြီးတော့နော်ဒီ၄လုံးချိတ်ဆက်ပြီးတော့နော်ဒီ up to 800h အသုံးပြုနိုင်တာဖြစ်ပါတယ်။အဲကျွန်တော်အခုပြောပြသေးတဲ့တွဲလေးရပါဘောနော်ဒီ inverter မှာဆိုရင်ကျွန်တော်ဒီ SRNE ရဲ့ HSC ရဲ့က1.5 kW inverter နဲ့ဟော battery မှာဆိုရင်ကျွန်တော်ဒီ EOS ရဲ့ကဟော 12.8V 200h EOS 02B battery လေးအကြောင်းပဲဖြစ်ပါတယ်။အဲလူချင်းမင်းတို့နည်းနည်းထပ်မံသိရှိလိုတဲ့အကြောင်းအရာတွေအတွက်ကျွန်တော်ဒီ ဗီဒီယိုလေးရဲ့ comment အောက်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းတော့ဒီ page ရဲ့ series မှာပဲဖြစ်ဖြစ်ဝင်ရောက်ဆွေးနွေးအကြံပြုဆွေးနွေးနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိရှိပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်